ဝိဂိဏာတောက်ပြီးတော့ခန္ဓာကိုယ်ကြီးထွားအောင်လှုပ်ရှင်နေဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ပါပိန်လီနေတဲ့လူငယ်တွေဂျင်သွားရင် trainer အများစုပါပြောလဲဆိုဝိဂိဏာတောက် trainer တွေက maybe သူတို့ product ရောင်းလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အော်ဒီကလေးတွေအစားမစားနဲ့ဝိဂိဏာတောက်ရင် calorie dense ဖြစ်ပြီးတော့ခန္ဓာကိုယ်ကြီးထွားလာမယ်လို့တွေးတာလည်းဖြစ်နိုင်တယ်စဉ်းစားကြရလေးတချို့ကျွန်တော်ပြောပြပေးမယ်ဝိတ်ကိနာတနေ့သာသူတို့အညွန်တိုင်းစာပင်တိုင်းတောင်းရင်ကယ်လိုရီ1000လောက်ပိုရတယ် တော့အဲ့ဒီ weight gainer မှာအများစုကပြောတယ် protein ပါတယ် carbohydrate ပါတယ် fat ပါတယ် creatine ပါတယ် maybe carbohydrate တွေများတယ် sugary ဖြစ်တယ် first digesting carb တွေဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆရာဘလိုတာထပ်ပိုတာပဲ no ခင်ဗျား weight တော့တက်လာမယ် muscle ဖြစ်လာမှာမဟုတ်ဘူးမလိုအပ်ပဲနဲ့အစီတက်လာမယ်လေ့ကျင့်ကလုံလုံလောက်လောက်ပြင်းပြထန်တာမလုပ်ဘူးဆိုရင်ခမရဘိုက်ပူနံကားလေးဘဝနဲ့ကြံခဲ့မှာဖြစ်တယ်ကျွန်တော်ဒီပဒုံးကားမှာ ဝိတ်ကင်တော်အာမပေးခဲ့ဘူးဒါပေမဲ့ဝိတ်ကင်တာက trump ဖြစ်နေတဲ့အခါမှာ okay အဲ့ဒါဝိတ်ကင်တော်ကိုကျွန်တော်တို့ဘယ်လိုသုံးမလဲ healthy ဖြစ်တဲ့ပုံစံခန္ဓာကိုယ်အလေးချိန်တက်ဖို့ဆိုရင်တစ်နေ့ကို calorie 300ကနေ900တိုးစားဖို့လိုအပ်တယ်ဒီမှာကျွန်တော်ပုံလေးထည့်ပေးတာတစ်ချက်ကြည့်အဲ့တော့ပုံမှန်တစ်နေ့ calorie 300က900ကျွန်တော်တို့တိုးစားသွားမှဆိုခန္ဓာကိုယ်ကတဖြည်းဖြည်းဝိတ်တက်လာမယ် strength training နဲ့ပေါ့ရင်ကြွက်သားတိဆောက်လာနိုင်အဲ့တော့မဟုတ်ဘူး weight gain တာပဲတောက်ချင်တပဆိုရင် သူ့ရဲ့တနေ့တာစာပေမှာကယ်လိုရီဘလောက်ရလဲအဲ့ဒါကိုကြည့်ကျွန်တော်ဒီဘက်ကအစားစားနေတဲ့ကယ်လိုရီနဲ့ပေါင်းပေါင်းပြီးတော့ကျွန်တော်တနေ့တာလိုအပ်တဲ့ကယ်လိုရီထက်300ကနေ900ပဲပိုဖို့ယူဆိုင်ပါအဲ့ထက်အများကြီးပိုရင်ခင်ဗျာဖက်တက်လာလေကျွတ်ပြောဆရာဝိတ်ကင်တာမဝင်နိုင်ဘူး1မိနစ်နဲ့အခုမြန်မာပြည်မှာတည့်သီးရသည်တည့်သီးနဲ့နှုတ်နဲ့ peanut butter နဲ့ shake လုပ်ပြီးတောက်လို့ရတယ်ကျွန်တော်တို့ shake တွေအများကြီးလုပ်တောက်လို့ရတယ်အဟာရပြည့်အောင်စားလို့ရတယ်တွေးစရာတခုရမယ်လို့ထင်ပါတယ် လိုရာထက်မပူပါနဲ့ခင်ဗျာ။ဟိုနေ့ကလည်းကျွန်တော်ပရိုတင်းအကြောင်းမှာပြောခဲ့တယ်။ဟုတ်ကဲ့နောက်ပိုင်း product အများစုဈေးကွက်ထဲမှာဒီက health and fitness က train ဖြစ်နေ။ဒီ gene supplement တွေအများကြီးဝင်လာတယ်။ heavy metal တွေပါတယ်။ကျန်းမာရေးပေါ်မှာ negative impact ဖြစ်နိုင်တယ်။စိတ်ချယုံကြည်ရတဲ့ brand ကိုရွေးတော့မှာကျန်းမာကြပါသည်။ထွားချိုင်းပြီးတော့တန်ဆွမ်းကြပါသည်ခင်ဗျာ။အဆင်ပြေရောက်လို့မှမေးပါကျွန်တော်ခုနိုင်ဦးပါကျေးဇူးတင်ပါ